နေမရတဲ့ကွာရှင်းကြလို့ပစ္စည်းခွဲဝေတဲ့အခါမှာသားသမီးတွေအတွက်ဝေစုကိုထည့်သွင်းခွဲဝေဖို့ရန်လိုအပ်ပါသလားအလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ LLG Group မြန်မာ Law Firm ကတရားလွတ်တော်ရှင်နေဦးအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့ပြည်တဲ့နဲ့ဥပဒေဆိုင်ကိစ္စရပ်များကိုဆွေးနွေးမြဝေရရှိပါတယ်အဲ့တော့ကျွန်တော်တို့ Law Firm ကိုမေးမြန်းနေကြတဲ့မေးခွန်းတွေမှာပေါ့နော် နေမယားတွေကွာရှင်းကြတဲ့အခါမှာသားသမီးတွေအတွက်ဝေစုကိုထည့်သွင်းပြီးတော့မှခွဲဥဖို့ရန်လိုအပ်ပါသလားဗောနော်တချို့ကလည်းပဲသားသမီးတွေအတွက်ဝေစုကိုထည့်သွင်းပြီးတော့ခွဲဝေကြပါတယ်အဲ့ဒါခွဲဝေလို့ရပါသလားပေါ့နော်စသဖြင့်အကြောင်းမျိုးမျိုးနဲ့မေးမြန်းနေကြတာရှိပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဥပဒေကြောင်းအရာဆွေးနွေးရမယ်ဆိုလို့ရှိရင်လင်မယားတွေကွာရှင်းပြတ်ဆဲကြတဲ့အခါမှာသားသမီးတွေအတွက်ဝေစုကိုထည့်သွင်းပြီးတော့မှခွဲဝေဖို့ရန်မလိုအပ်ပါဘူး သားသမီးတွေအတွက်ဝေစုကိုထည့်သွင်းပြီးတော့ခွဲဝေရမယ်လို့ပြတ်ထန်းထားတဲ့ဥရေတစုံတရာလည်းမရှိဘူးပေါ့နော်ကွာရှင်းပြက်ဆဲကြတဲ့လေမယားအူရတာလေမိမိတို့ရတဲ့ရထိုက်တဲ့ဝေစုကိုညင်နိုင်ပြီးတော့မှခွဲဝေကြရမှာဖြစ်ပါတယ်။အဲဒီမှာတခုရှိတာကဥပရိကြောင်းအရာမလို့အပ်ဘူးလို့ဆိုတော့လည်းပဲကွာရှင်းပြက်ဆဲကြတဲ့လေမယားနှစ်ဦးစလုံးကပေါ့နော်။သားသမီးတွေအတွက်ဝေစုကိုထည့်သွင်းပြီးတော့မှ ခွဲဝေကျင်တယ်ဆိုလို့ရှိရင်လည်းခွဲဝေခွင့်ရှိပါတယ်။ ဥရိချောင်းရပြိပင်ထားခြင်းမရှိဘူးပေါ့เนาะအဲ့တော့ကာယကရှင်တွေရဲ့ဆန္ဒနဲ့ပဲဆိုင်တယ်ပေါ့ဒီလိုကိစ္စမျိုးอ่ะဒီမှာတခုရှိတာကကွာရှင်းကြတဲ့လင်မယားနှစ်ဦးမှာတဦးကထက်သွင်းခွဲဝေခြင်းတော့လဲကျန်တဲ့တဦးကအဲ့လိုထက်သွင်းခွဲဝေဖို့အတွက်သဘောမတူဘူးဆိုလို့ရှိရင်တော့ကျန်တဲ့တူတဦးอ่ะပေါ့เนาะဥပဒေကြောင်းရထက်သွင်းပြီးတော့ခွဲဝေပေးပါလို့တောင်းဆိုဝင်မရှိပါဘူး အဲ့လိုပဲသားသမီးတွေအနေနဲ့လည်းပဲသူတို့ရဲ့ဝေစုကိုထဲသွင်းပြီးတော့ခွဲဝေပေးပါလို့ဥပဒေကြောင်းအရတော့တောင်းဆို권မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးပြဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်လင်မယားတွေကွာချင်းပြက်စဲကြလို့ပစ္စည်းခွဲဝေတဲ့အခါမှာသားသမီးတွေအတွက်ဝေစုကိုထဲသွင်းပြီးတော့ခွဲဝေဖို့ရန်လိုအပ်ပါသလားဆိုရင်လိုအပ်ခြင်းမရှိပါဘူးနောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးပြဝေပေးသွားပါမယ် ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။